ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနက်လေးမှွေပြီးတော့စားလို့ကောင်းတဲ့စီထမင်းလေးအိမ်မှာအလွယ်ထိုးစားဖြစ်လို့တောင်းဆွန်ထားတဲ့သူများအတွက်စီထမင်းအလွယ်ထိုးနည်းလေးကိုလာမြတ်ပြရရှိပါတယ် ဒါလေးကတော့နှညလောက်ရေစိမ်ထားပြီးတော့ရေဆစ်တက်စင်ပြီးရေစစ်ထားတဲ့ကောက်ညင်ဆိုင်ပဲဖြစ်ပါတယ်။ဖြူကကောက်ညင်ဆိုင်ကိုရေစိမ်ထားပြီးတော့လုံးမအချိန်မရတာနဲ့နှညလောက်ကြာသွားတယ်ပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်တော့တညလောက်ပဲရေစိမ်ပေးရပါတယ်။ရေစစ်ထားတဲ့ကောက်ညင်ဆိုင်လေးကိုဖြူကအနက်လေးမွေးစေးရန်အတွက်ထောင်းထားပြီးသားချင်းရည်လေးနှင်းငယ်ကိုညှစ်ထည့်ပေးထားလိုက်ပါတယ်။အရသာအတွက်ကတော့သူ့ရဲ့ကိုဖြူကအသားမုံနှင်းငယ်ပြီးတော့စားလေးနှင်းငယ် ပြီးတော့တခြားနှင်းငယ်နဲ့စနှင်းမုတ်လီနှင်းငယ်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ပေါ့နော်အသားလေးမှွေထားပေးလိုက်ပါရရှင်ကောင်းညင်ဆန်ကနှညာလို့ရိတ်စိတ်ထားတော့ကျိုးကျစ်သွားမှဆိုတာနဲ့ဖြူကအသားလေးပဲဝင်ထားပေးလိုက်ပါတယ် ပြီးရင်တော့သူ့ကိုခဏထားပြီးတော့ဖြူတို့ဒီစီတမင်းနဲ့တွေ့စားမယ်။ချက်သွန်ကြော်လေးလာကြောပေးထားလိုက်ပါမယ်။ချက်သွန်ကြော်လေးကြော်ပေးရန်အတွက်အိုးထဲကိုစီထည့်တယ်။စီလေးပူလာတာနဲ့စနေမောင်လေးနဲ့ငယ်ထည့်ပြီးတော့အပါလီဟာတဲ့ချက်သွန်နေသုံးလုံးစာကိုထည့်ပြီးတော့ရွှေဝိုင်းရောင်လေးတွေတန်းပြီးတော့ပေါ့နော်။ကျွလာတဲ့အထိကြော်သွားပေးလိုက်ပါတယ်။ဒီနေ့လေးရဆိုလို့ရှိရင်ဖြူအိမ်မှာခဏခဏထိုးစားဖြစ်တဲ့နေလေးပေါ့နော်။အရင်လန်စားလို့ကောင်းပါတယ်ရှင်။အနက်လေးကလည်းမွေးနေတော့ပေါ့နော်။ ရှိုးရချော်သွားလိုက်တာချက်သုံးချော်လေးကရှိဝါရောင်လေးတွေတန်ပြီးတော့ပေါ့နော်ကျွတ်ကျွတ်လေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဆဲထုတ်ပြီးလို့ရှိရင်စစ်စစ်ပေးထားလိုက်ပါမယ်နော်ပြရနေဖြူဟာဒီကြက်တုံကြော်ကြော်ပြီးလို့ကျန်နေတဲ့စီလေးနဲ့ပဲခနာကရပ်ပါနဲ့နှက်ထားတဲ့ကောက်ညင်ဆန်လေးကိုထည့်ပြီးတော့ကြော်ထားပေးလိုက်ပါရရှင်။ ဒီစီတမင်ထိုးတဲ့ချိန်မှာဆိုလို့ရှိရင်ဖြူတို့စီကိုပုံမှန်ထဲနည်းနည်းလေးပူထည့်ပေးရမှာဖြစ်ပါတယ်။ဒါမှသာစီတမင်လေးကအယောင်လေးလှပြီးတော့ပေါ့နော်ဝင်းဝင်းလေးတွေဖြစ်မှာဖြစ်ပါတယ်။ကောက်ညင်ဆန်ကိုစီလေးနဲ့ခဏလောက်လုံပြီးတာနဲ့ဖြူတို့ရေကိုကောက်ညင်ဆန်မြုပ်တဲ့ထိထည့်ပေးလိုက်ပါမယ်နော်။ ရေကိုကောက်ညင်ဆက်မြွက်တဲ့ထိထက်ပြီးလို့ရှိရင်တော့ကောက်ညင်ဆက်မျက်နှာပြင်လေးတွေညှိပြီးလို့ရှိရင်ဖုံးလေးအုပ်ပြီးတော့ပပွက်ဆူလာတဲ့ထိတက်ထားပေးလိုက်ပါမယ်နော်ဒီရေလေးတွေလည်းခန်းလာတဲ့ထိပေါ့နော်ပြုတ်တက်သွားလိုက်တာအခုလိုမျိုးလေးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ကောက်ညင်ဆန်နေသားလေးကိုကြည့်ပေးလိုက်ပါမယ်။ဖြိုးရဲ့ကောက်ညင်ဆန်ကြတော့နှညရိတ်ဆိုင်ထားတာဖြစ်တဲ့အတွက်ဒီတရေနဲ့လုံးဝကျက်သွားတယ်ပေါ့နော်။ တကယ်လို့ကိုရဲ့ကောက်ညင်ဆန်ကတညပဲရေစိမ့်ပြီးတော့ပေါ့နော်ခုလိုမျိုးလေးတရေခဲနဲ့ထိလဲမကြက်သေးဘူးဆိုလို့ရှိရင်နောက်ထပ်တရေကိုထည့်ပြီးတော့ဆက်ပြီးတော့တက်သွားပေးနိုင်ပါတယ်ရှင်ဖြူရဲ့ကောက်ညင်ဆန်လေးကတော့ဒီတရေနဲ့လုံးဝကြက်သွားတာဖြစ်တဲ့အတွက်ညနေပြင်းလေးတွေကိုသေချာညှိပြီးတော့တစ်ဖက်မှာကျိုးလေးတွေရလာတဲ့အထိပေါ့နော်တက်သွားပေးလိုက်ပါတယ် တဲသွားလိုက်တာတစ်ဖက်မှာအယောင်လေးတွေရဲလိုက်ပြီဆိုတာနဲ့နောက်တစ်ဖက်ကိုခုလိုမျိုးလေးပေါ့နော်အပြန်အလှန်လေးလုပ်ပြီးတော့ဖြူသွားနောက်တစ်ဖက်ကိုလုံးဝဂျိုးလေးရလာတဲ့အထိဒီကောက်ငင်ဆိုင်ရဲ့မျက်နှာပြင်းလေးလိုညှိပြီးတော့အဖုံးလေးအုပ်ပြီးတော့ပေါ့နော်မိခက်အေးလေးနဲ့တဲသွားပေးလိုက်ပါရရှင်ဖြူတို့တဲသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီဂျိုးလေးရမရကိုမကြာခဏကြည့်ပေးနေပါရနော် တကယ်လို့ကောက်ညှိဆက်ဂျိုးတွေပါရင်မကြိုက်ဘူးဆိုလို့ရှိရင်တော့စောက်ပေးစရာမလိုဘောနော်ဒီနေ့ဟာနဲ့တင်လုံးဝကြက်နေပါပြီဖြိုးရတော့စီတမင်းဆိုလို့ရှိရင်တော့ဂျိုးလေးနဲ့မှကြိုက်တာဖြစ်တဲ့အတွက်ဂျိုးလေးရအောင်ခဏလောက်တက်သွားပေးလိုက်ပါတယ်ရှင် ဲတစ်ဖက်မှာလုံးဝဂျိုးလေးရနေပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှန်ပေးလို့ရှိရင်ရပါပြီเนาะဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့စီတမင်ဖွင့်ဖွင့်လေးရတော့ချက်ပါပြီရှင်ကြည့်ပါအောင်ဂျိုးလေးရလုံးဝရှူဝိုင်းရလေးတန်ပြီးတော့ပေါ့เนาะစားချင်းစရာလေးကဲချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့စားမဲ့ခွက်လေးထဲကိုစီတမင်ပူပူလေးကိုထည့်မယ်ပြီးလို့ရှိရင်တော့သူနဲ့အရန်လိုက်ဖက်တဲ့ဘဲပြုတ်လေးထည့်မယ်ပြီးတော့ခဏကကြော်ဟားတဲ့ချက်သွန်ကြော်လေးထည့်မယ်ပြီးတော့ငချောက်ကြော်လေးထည့်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူရရှိပြီးတော့အာလုံးကတောက်ဆုတ်ထားကြတဲ့ဖြူတို့ရဲ့စီ ဒီမှာမွေးလေရတော့စားဖို့အဆင်ပြေနေပါပြီရှင်။စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေရတဲ့လွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမလို့မျှော်လင့်ပါရရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုးနေတဲ့ဗီဒီယိုတစ်တင်မှပြန်ဆောင်ကြမယ်နော်။အားလုံးအပိုင်း